30ခုမြောက်သောဇာလံအပိုင်ငယ်တက်မှာဆက်နေ။အိုတာရဖျာကိုရောကို အကျွန်ုပ်ချီးမွမ်းပါမည်။အကျွန်ုပ်ကိုစေနှုတ်တော်မူ၏။ရန်သူတို့သည်အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ရသော အခွင့်ကိုပေးတော်မမူ။အိုအကျွန်ုပ်ဤဘုရားသခင်တော်ရာဘုရား အကျွန်ုပ်သည် ကိုရောကိုအော်ဟိ၍ကိုရောသည်ချမ်းသာပေတော်မူ၏ ဩသာရဘုရားကုရောတိအတနုဤဝိညာဉ်ကိုမရဏနိုင်ငံလေးကနှုတ်ယူတော်မူပြီးတင်ချိုင်တွင်တဲ့သို့မစင်းစေပဲအတနုကိုအသက်ချမ်းသာပေးတော်မူပြီးသာရဘုရား၏တန်ရှင်သူတို့သာရဘုရားကိုထောမနာတခြင်းဆိုကြလောတန်ရှင်သောနာမတော်ကိုချီးမွမ်းကြလော အမျက်တော်သည်ခနာထွက်၏ဂျေဇုတော်မူကားတသက်လုံးတည်၏ညာဦးရန်၌ငိုကြွေးခြင်းသည်လာ၍တဲခု၏နနက်ရန်၌ကတချင်းဆိုရသော အခွင့်ရှိ၏ငါသည်လှုပ်ရှားခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်ဟုကောင်းစားစဉ်အခါအကျွန်ုပ်အောင်းမိပါ၏ ့ဩသာရဖျာဂျေဇုတော်အားဖြင့်သာအကျွန်ုပ်ဤတောင်သည်ခိုင်ခန့်မြဲမြံပါ၏မျက်နာလွှဲတော်မူသောအခါဆင်းရဲခြင်းသို့ရောက်ပါ၏ဩသာရဖျာအကျွန်ုပ်သည်အသက်ဆုံး၍တင်းကြိုင်းတွင်ထဲသို့ဆင်းလျင်အဘယ်အကျိုးရှိပါအံ့နီမြေမုံသည်ကိုရောကိုချီးမွမ်းပါမည်လောတစ္ဆာရောကိုဖော်ပြပါမည်လောဩသာရဖျာနားထောင်၍ကဲမတနာတော်မူပါ ်ဦးတော်ရံဖျားအကျွန်ုပ်ကိုစောင်းမတော်မူပါဟုကိုရောကိုအကျွန်ုပ်အော်ဟေ၍ထာဝရဘုရားကိုတောင်းလျှောက်ပါ၏ထိုအခါအကျွန်ုပ်ကြီးတွားမြည်တမ်းခြင်းကို ကခုံခြင်းဖြစ်စေတော်မူ၏အကျွန်ုပ်ဝတ်တော်လျှော့တဲ့အဝတ်ကိုချွ၍ဝမ်းမြောက်ခြင်းကပန်းနှင့်စီးတော်မူ၏ ို့ဖြစ်၍အကျွန်ုပ်၏ဝိညာဉ်သည်တိတ်ဆိတ်စွာမနေကိုရောကိုတခြင်းဆိုပါမိ။အိုးအကျွန်ုပ်၏ဘုရားသခင်သာဝရဘုရားယေရှုတော်ကို အစဉ်အမြဲချီးမွမ်းပါမိ။အာမင်။ God bless you.